ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ီနေ့သတင်းတွေထဲမှာတော့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကစစ်ကောင်စီနဲ့တိုက်ခိုက်မှုတွေရပ်ဆိုင်းထားတာကိုတလထတ်တိုးလိုက်တယ်လို့ကြေညာပါတယ်။ကချင်ဂရီနီနဲ့တနင်္သာရီဒေသဘက်ကစစ်ရေးသတင်းတွေအကြောင်းအသေးစိတ်ပြောပြထားပါတယ်။နောက်ပြီးတော့အီရန်နဲ့အမေရိကန်နျူကလ িয়ার ဆွေးနွေးပွဲရွှေ့ဆိုင်းလိုက်ပြီးနောက်ဆက်တွဲတည်ရမှုအခြေအနေတွေကဘယ်လိုရှိနေပါသလဲ။အသက်116နှစ်ကျော်ပြီဖြစ်တဲ့ကမ္ဘာအသက်အကြီးဆုံးစစ်စတာကြီးကွယ်လွန်သွားတဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ ်အခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကစစ်ကောင်စီတပ်နဲ့ပြစ်ခတ်တိုက်ခိုက်တာကိုရပ်ဆိုင်းထားတဲ့ကာလတလထပ်ပြီးတော့တိုးလိုက်ပါတယ်။မတ်လ28ရက်နေ့ကသခိုင်းကိုဗဟိုပြုခဲ့တဲ့အာပြင်းနဲ့ငလင်နဲ့အခုချိန်ထိနိုင်ငံအနှံ့မှာလှုပ်ခတ်နေတဲ့နောက်ဆက်တွဲငလင်တွေကြောင့်ထိခိုက်ပျက်စီးမှုတွေအပေါ်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကအရေးကြီးတာကြောင့်အပြစ်ရက်ကာလကိုတလထပ်ပြီးတော့တိုးလိုက်တာလို့ဆိုပါတယ်။မေလ1ရက်နေ့ကနေ31ရက်နေ့အထိနောက်ထပ်တလထပ်တိုးလိုက်တာလို့ကြေညာချက်ကဖော် ောပြပါရစေ။မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ထဲမှာတော့တအားအမျိုးသားလူမျိုးရေးတက်မှာတော့ TNL နောက်ပြီးတော့အာရကတက်တော် AA နဲ့ ကိုခန့်တက်မတော့ MMDAA တို့ပါဝင်ပါတယ်။ MMDAA ကတင်းယူရရှိထားတဲ့လာရှိုးကိုတော့တရုတ်ရဲ့အစီအစဉ်နဲ့စစ်တပ်ကိုပြန်ပြီးတော့လွှဲပြောင်းပေးနေရတယ်လို့ဒီ DNL ထိမ့်ချုပ်ထားတဲ့ရှမ်းမြောက်ဒေသတွေကဒီနောက်ချုံမြို့နယ်ထဲမှာတော့တိုက်ပွဲတွေကအပြင်းထန်ဖြစ်ပွားနေပါတယ်။ AA ကတော့ရခိုင်မှာမသိရသေးပဲကြံနေသေးတဲ့နေရာဒေသတွေနဲ့ဒီရခိုင်အဆက်ဖြစ်တဲ့အာမကွေးနဲ့ အရာဝတီတိုင်းထဲမှာတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်နေပါတယ်။ဒီကြေညာချက်ထဲမှာတော့ညီနောင်မဟာမိတ်၃ဖွဲ့ဟာထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုရပ်ဆိုင်းထားမှာဖြစ်ပေမဲ့စစ်ကောင်စီဘက်ကတိုက်လာတာတွေရှိရင်တော့ခုခံပြီးတော့တိုက်ခိုက်သွားမယ်လို့ဆိုထားပါတယ်။ ကျမစစ်ရေးသတင်းတွေကိုဆက်ပြီးပြောပြပါမယ်။ကချင်ပြည်ဖက်ကန်ကလဝရွာနားမှာရှိတဲ့ဆူတောင်းတောင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေကသိမ်းပိုက်လိုက်ပါတယ်။အဲ့ဒီတိုက်ပွဲထဲမှာစစ်ကောင်စီနဲ့ဒီပြည်သူ့စစ်အဖွဲ့ဝင်73ယောက်ကိုအသေးဖမ်းဆီးရမိထားပြီးတော့တယောက်ကိုတော့အရှင်ဖမ်းမိထားပါတယ်။အဲ့ဒီတောင်ကုန်းမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒီပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနေထိုင်တာဖြစ်ပါတယ်။တနင်္လာရီတိုင်းကတိုက်ပွဲတစ်ခုမှာတော့ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တွေက ာအရာရှိတယောက်ကိုအသေးရခဲ့ပြီးတဲ့နောက်ဒီတပ်ဖွဲ့ဝင်16ယောက်ကလက်နက်ချခဲ့ပါတယ်။တဝဲမျိုးနဲ့မောင်မဲရှောင်ရွာကစစ်ကောင်စီရဲ့စခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အရာရှိဖြစ်တဲ့ဗိုလ်ကြီးဖြစ်တဲ့သူကဒီလက်နက်မချတာကြောင့်လောက်ငယ်သားစစ်မှုရန်ဥပဒေနဲ့ပါလာတဲ့တပ်သားအသစ်တွေကအဲ့ဒီအရာရှိကိုနောက်ကနေပြစ်ခတ်ပြီးတော့လက်နက်ချခဲ့တာလို့လက်နက်ချလာတဲ့စစ်သားတွေကပြောဆိုထားပါတယ်။စခန်းသိမ်းတိုက်ပွဲထဲမှာပါခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်းဘူကြီးရဲ့ဒီတနက်ဒံယာဟာခေါင်းအနောက်ဘက်ကနေဖောက်ဝင်သွားတာလို့အတည်ပြုပြောဆိုထားပါတယ်။ ဂရနီပြည်မိုးပြဲဘက်မှာတော့ဒီစစ်ကောင်စီရဲ့အရှိန်မြင့်လာတဲ့ထိုးစစ်ကိုဂရနီပူပေါင်းတပ်ဖွဲ့တွေကခုခံတွန်းလှန်နေကြပါတယ်။ဂရနီပူပေါင်းတပ်တွေကတော့ဒီဖားဆောင်မြို့နယ်တဲကိုထိုးစစ်ဆင်နေပြီးကြန့်ရှိနေတဲ့တပ်ရင်းနှင်းရင်းကိုပိတ်ဆို့ထားလိုက်ပါတယ်။ဂရနီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပိတ်ဆို့ထားမှုတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့တွေဟာတောက်သုံးရီတော်မှလေရင်နဲ့ပို့နေရတယ်လို့ဆိုပါတယ်။ အခုဆက်ပြီးတော့ကဘာနဲ့ဒေသတွင်းကသတင်းတွေကိုပြောပြပါမယ်။နိုင်ငံတကာသတင်းတွေကိုပြောရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့အမေရိကန်နဲ့အီရန်ရဲ့နျူကလ িয়ার ဆွေးနွေးပွဲရွှေ့ဆိုင်းလိုက်ရပြီးတဲ့နောက်မှာသမရထရန့်ကအီရန်ကနေရေနံဝယ်ယူနေတဲ့နိုင်ငံတွေကိုအရေးယူပိတ်ဆို့မှုတွေလုပ်သွားရလိမ့်မယ်လို့ပြောဆိုလိုက်ပါတယ်။သမရထရန့်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာအီရန်စီကနေရေနံနဲ့ရေနံထွက်ပစ္စည်းဝယ်ယူမှုအလုံးကိုအခုချက်ချင်းရပ်တန့်ရမယ်လို့ရေးထားပါတယ်။ သူကအဲ့ဒီပစ္စည်းဝယ်ယူတဲ့လူပုဂ္ဂိုလ်ဖြစ်စေဒီနိုင်ငံဖြစ်စေပေါ့နော်အမေရိကန်ပြည်ထောင်စုနဲ့စီးပွားရေးလုပ်ခွင့်မရှိစေရဘူးလို့လည်းပြောထားပါတယ်အဲ့ဒီချိန်ချောက်မှုဟာလက်တွေ့မှာဘယ်လိုပုံစံမျိုးလုပ်မယ်ဆိုတာကိုမသိသေးပေမဲ့အီရန်နိုင်ငံကရေနံနဲ့ထွက်ကုန်တွေကိုအဓိကဝယ်ယူနေတာကတရုတ်နိုင်ငံကဖြစ်ပါတယ်2023ခုနှစ်မှာအီရန်ကရေနံနဲ့ရေနံထွက်ပစ္စည်းဝယ်ယူမှုဟာတရုတ်နိုင်ငံက60ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်ဒါကြောင့်အခုပြောဆိုနေတဲ့အချက်ကိုဒါတကယ်အကောင့်ထည့်ဖို့ ်ခဲ့မယ်ဆိုရင်ကုံသွဲကွန်တွေတုံမြင်လို့ဒီတင်းမာနေကြတဲ့တရုတ်နဲ့အမေရိကန်ဂျားကဆက်ဆံရေးကိုပို့ပြီးတော့ထိခိုက်သွားစေလိမ့်မယ်လို့ပညာရှင်တွေကသုံးသပ်နေကြပါတယ်ဒေတာအတွင်းကသတင်းတပုတ်ကိုဆက်ပြီးတော့ပြောပြပါအောင်မယ်ဂျပန်နဲ့ဖိလစ်ပိုင်ကခေါင်းဆောင်တွေဟာလုံခြုံရေးဆိုင်ရာကိစ္စတွေကိုပို့ပြီးတော့ပူးပေါင်းဆောင်ရွက်သွားကြဖို့သဘောတူလိုက်ကြပါတယ် တောင်တရုတ်ပင်လယ်ထဲကကျွန်းစုတွေနဲ့ပတ်သက်လို့တရုတ်နဲ့အငင်းပွားမှုတွေရှိနေရမှာဂျပန်နဲ့ဖိလစ်ပိုင်ကနှစ်နိုင်ငံခေါင်းဆောင်တွေဟာထောက်လန်းရေးသတင်းတွေကိုလည်းဖလှယ်သွားဖို့သဘောတူခဲ့ကြပါတယ်ဂျပန်ဝန်ကြီးချုပ်ရှီဂါရူအီရှိဘာဟာပြီးခဲ့တဲ့လလကုန်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံကိုတွားရောက်လဲပတ်ခဲ့တာပါခီးစင်ထဲမှာတော့ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကော့စ်ဂျူနီယာနဲ့တွေ့ဆုံပြီးတော့အခုသဘောတူညီချက်တွေကိုရရှိခဲ့ကြတာဖြစ်ပါတယ်။သဘောတူညီချက်ထဲမှာတော့ဒီဖိလစ်ပိုင်နိုင်ငံမှာလုံမဲ့ဂျပန်နိုင်ငံရဲ့စစ်ရေးလေ့ကျင့်မှုမှာပါတဲ့တပ်ဖွဲ့ဝင်တွေအတွက်ရိတ်ခါထောက်ပံ့မှုကိုလည်းဖိလစ်ပိုင်ကတာဝန်ယူသွားဖို့ပါဝင်ပါတယ်။ကမ္ဘာအသက်ကြီးဆုံးဖြစ်တဲ့ဘရာဇီးနိုင်ငံကခရစ်ယာန်မေတ္တလာရှင်ကြီးအသက်136နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူဟာလူကြီးယောဂါရီနဲ့ပဲဧပြီလ30ရက်နေ့ကကွယ်လွန်သွားတာဖြစ်ပါတယ်။ ကက်သလင်ခရီးယန်စစ်စတာလည်းဖြစ်ဆ iam လည်းဖြစ်တဲ့အီနာကာနာဘာရိုဟာသူတည်ဆုံတဲ့အချိန်မှာတော့ကဘာမှာအသက်အရွယ်အကြီးဆုံးလူသားဖြစ်ခဲ့ပါတယ်။သူဟာအသက်အကြီးဆုံးဖြစ်ကြောင်းကို Longevity Quartz အဖွဲ့က သူအသက်135နှစ်မှာအတည်ပြုခဲ့တာပါ သူသာမေလ29ရက်နေ့ဒီအသက်ရှင်နိုင်ခဲ့မယ်ဆိုရင်သူဟာဒီနှစ်ထဲမှာအသက်139နှစ်ပြည့်မှာဖြစ်ပါတယ်သူမတည်ဆုံးပြီးတဲ့နောက်မှာအခုခါမှာကဘာမှာအသက်အကြီးဆုံးလူပုဂ္ဂိုလ်ကတော့အသက်135နှစ်အရွယ်ဗြိတိန်အမျိုးသမီးအီသယ်ကတ်တီဟမ်ဖြစ်ပါတယ် ဒီနေ့ရဲ့အစီအစဉ်ကိုကျမတို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မင်းမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကို သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကို နားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။